ကဲအခုကျွန်တော်တို့ one man အခြေခံသင်တန်းမှာသင်ယူနေရင်းနဲ့ကျွန်တော်ဒီ cop ဒီပေါ့နော်ဒီကျွန်တော်ရဲ့လေ့ကျင့်ခန်း7တဆင့်ကျော်ဖြတ်ပြီးသွားရင်ကျွန်တော်တို့တချင်းအလွယ်လေးစတင်ရမယ်အဲ့တချင်းအလွယ်လေးပြီးရင်နောက်ပိုင်းညမှာကျွန်တော်ကဒီ7တဆင့်ပြီးတဲ့အခါမှာအဲ့7တဆင့်နဲ့သက်ဆိုင်သောဒီတချင်းအလွယ်လေးတွေပဲသင်တာပါနော်ပြီးတော့နောက်ပိုင်းတချင်းဒီ cop များများပါเนาะဒီ cop ဒီတင်ရတယ်မှာ အပါတဲ့ဟာလေးတွေပိုင်ကျွန်တော်ကအချင်းထဲမှာထည့်ရှင်းပြပေးမယ်တီးသန့်လေ့ကျင့်ခန်းအနေနဲ့ဟာကျင့်ခက်ခဲနေတယ်ပေါ့ဒီကော့ရွှေရာတွေခက်ခဲနေတယ်ဝမ်မန်တော့ဝမ်မန်ကော့ကင်ဖို့တတ်တတ်ပဲဒီသင်္ကန်းလာဒီသင်္ကန်းလာတွေကအဲ့တော့ကျွန်တော်တို့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကျွန်တော်လေ့ကျင့်ခန်းလေးနဲ့ကော့လေ့ကျင့်ခန်းဝမ်မန်အခြေခံကော့လေ့ကျင့်ခန်းသင်္ကန်းလာမှာဆိုပြီးတော့ကျွန်တော်ဒီအစီအစဉ်လေးတစ်ခုလုပ်ပြီးမှာပေါ့ဒါလေးကိုလေ့ကျင့်ရင်လည်းဒီ one man core လေးတွေကိုရွှေ့ပြောင်းရမှာ လွယ်ကူသွားမယ်လို့ယုံကြည်ပါတယ်။ပထမအဦးဆုံးကျွန်တော်တို့အကြံလေးပြန်ပြောမယ်။ C ဘယ်နာကန်1ရယ်3ရယ်5ယ်ဟုတ်ပြီနော်အဲ့သုံးခုဒီလိုကန်တယ်။အဲ့တိုင်းဘေးကိုမပြီးရွှေ့မယ်။ D minor လို့ခေါ်မယ်။အဲ့တိုင်းမပြီးရွှေ့ဘေးကိုရွှေ့မယ်။ E minor လို့ခေါ်မယ်။အဲ့တိုင်းမပြီးရွှေ့မယ်။ F လို့ခေါ်မယ်။အဲ့တိုင်းဘေးကိုရွှေ့မယ်။ G လို့ခေါ်မယ်။အဲ့တိုင်းဘေးကိုရွှေ့မယ်။ A minor လို့ခေါ်မယ်။အဲ့တိုင်းဘေးကိုရွှေ့မယ်။ ပီဒင်းလေးလို့ခေါ်မယ်အဲ့ကျွန်တော်တို့အဲ့ဒီခုနှစ်ခုကိုတော့မဖြစ်မနေသိတာဘာမှလည်းမခတ်ဘူး C1 သူကကန်ပြီး B ကိုဒီတိုင်းလေးအစင်တိုင်းရွှေ့ုံနဲ့ကော့နံပါတ်လေးတွေပြောင်းသွားမယ်အဲ့ဒါကိုသိရင်ရပြီအဲ့တော့အဲ့အလေးကိုတစ်ချက်လောက်မှတ်ပြီးတော့ကောင်းတဲ့မှာအလွတ်လေးကြက်ထားမယ်တစ်ခါပြန်ပြောမယ်135ဒီ C သင်မိသားရေနော်246ဒီ D minor 357ဒီ E minor 461ဒီ F 572ဒီ G 613ဒီ A minor 724ဒီ B diminished အဲ့ဒီအရောနည်းနည်းကျွန်တော်တို့အခြေခံသချင်းတွေမှာအသုံးနေပါတယ်။ကဲအဲ့တော့ကျွန်တော်တို့အဲ့ဒီဟာတွေကိုမှကျွန်တော်ရှေ့မှာလည်းသင်ပြီးသားတော့ဒီမှာနည်းနည်းလေးအကြံဉာဏ်လေးပြန်ပြောပြတာ။ဒီ135ကိုဒီလိုကင်ထားတယ်။ကဲအဲ့အဲ့ဒီအတိုင်းပဲကျွန်တော်တို့က351ကင်ရောဒီ1ကိုဒီကိုပို့လိုက်လို့မရဘူးလား။စီပဲရတယ်။ကဲဒီမိုင်းနာဒီမှာ246 အဲ့ဒီအဲ့ဒီတူးကိုဒီမှာမထားပဲဒီကတူးကြိုက်မယ်ဆိုရင်တော့မရဘူးလားဒီမိုင်နာပဲအဲ့ဒီသဘောတရားမယ်မိမိဒီနားလေသဘောပေါက်ပြီးဖြစ်ကြမယ်နော်ဥမာက135ကိုက351လောက်လဲရတယ်513လောက်လဲရတယ်ဘယ်လိုကြိုင်ရင်ကဒီမှာဒါလည်း C ပဲဖြစ်တာပဲဘာလို့ဒီအဲ့ဒီသဘောတရားလေးကိုအရင်ဆုံးကောင်းတဲ့ကိုထည့်လိုက်မယ်အဲ့တော့အခုကျွန်တော်တို့လေ့ကျင့်ခန်းအနေနဲ့သွားမယ်အဲ့တော့ကျွန်တော်တို့ကရေးပြေးပေးရတယ် C A minor F G ကိုကျွန်တော်ရေးပြေးရတယ်နော် ပြီးတော့ CF A minor G လို့ကျွန်တော်ရေးပေးတာ CF A minor G လို့ကျွန်တော်ရေးပေးတာเนาะပြီးတော့ CG A minor F လို့ကျွန်တော်ရေးပေးတာ F A A minor G A minor ဆိုရင်ကော့ရှူရလေးကိုကျွန်တော်တို့စတင်ပြီးတော့လေ့ကျင့်ရပြီး1 man ကော့ကင်တာဖြစ်တဲ့တော့ကျွန်တော်တို့ဘယ်လက်ကိုဦးစားပေးပြီးကင်မယ်ဘယ်လက်ရဲ့အရှူလေးဟိုတော့1 man ကဒီမှာအတန်ပေါက်၃မှာဖြစ်တဲ့တော့ဒီကော့လေးတွေကိုကိုသာမှန်မှန်ကန်ကန်နှိမ့်နိုင်ပြီဆိုရင်ဒီကီးဘုတ်ထဲကနေပြီးတော့ တန်စီနားထောင်ကောင်းတဲ့တန်စီလေးထွက်နေမှာပဲကဲအဲ့တော့ကျွန်တော်တို့စတင်ပြီးတော့ဒီလာကြအောင် C A minor F G C D ဒါ135တင်ပြီးသား A minor ဒီ C D E F G A minor ဒီ613တင်ပြီးသားဟုတ်ပြီအဲ့တော့ခုနကပြောသလို613ကိုကျွန်တော်ကဒီ1နဲ့3ကိုဒီမှာယူလို့မရဘူးလားအဲ့ဒါဆိုရင် C နဲ့ A minor ပဲသွားပြီ C ဒီမှာ ခုနပြောသလို6 1 3ဒီ a minor ဖြစ်တဲ့အတွက်1 3ဒီမှာရှိတယ်တူပြီးသားအဲ့တော့လက်မလေးပေးကားလိုက်ရုံနဲ့ a minor ဖြစ်သွားအဲ့တော့ c 3 4 a minor ဟုတ်ပြီ f chord ဒီပါလေခုနပြောပြီးသားဒီမှာ4 6 1ဒီ1ကိုဒီကိုပို့မယ်ဆိုရင်မရဘူးလားရတာပေါ့အဲ့တော့ f chord အဲ့တော့ခုနက c ကင်လာတယ် a minor ကင်လာတယ် f chord လို့လာတွေ့တဲ့အတွက် f chord ဒီ4 6 1ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့က 1နဲ့3နဲ့6ဖြစ်နေတယ်4ထည့်လိုက်ရင် half ကဖြစ်တာဒီမှာကြည့်လိုက်ဒီဒါ half ကလေဟုတ်တယ်နော်အဲ့တော့ဒီမှာ one four six half ကဖြစ်သွားပြီ g 572ဟုတ်တယ်နော်ခုနကပြောတာ572 7ဒီမှာ5နဲ့7နဲ့မှာရှိတယ်2ကဒီမှာရှိတယ်ဆိုရင်ဒီတိုင်းရွှေ257ခိုင်လိုက်မယ်အဲ့ဆိုရင် g ရှိရပါတယ်အဲ့တော့ c 3 4 3 minus 2 3 4 half 2 G 2 3 4ဘလောက်အဆင်ပြေလဲအဲ့ဒါလေးကိုကျွန်တော်တို့အရင်ဆုံးစပြီးကြည့်ရမယ်တန်ပို90ပဲထားပြီးကြည့်ရမယ် CD 1မှာ135ခိုင်မယ် A မိုင်နာကို136ခိုင်မယ် F ကို146ခိုင်မယ် G ကို257ခိုင်မယ်အဲ့ဒါလေးကိုကြည့်မယ်1 2 3 4ပြီးတာ အောက်ကသွားအောက်ကကျတော့ C F A minor G ဖြစ်သွားကျွန်တော်လည်းပြောင်းလိုက်ပြီဆိုတော့ C D 135 F D 146 A minor D 136 G D 257အဲ့တော့ပြည့်ရည်ပြမယ်လက်ညှိုးလက်မလေးကဒီလိုသွားလိုက်146 A minor လက်ကလေးလေးဝင်ပြီးလိုက်လက်ညှိုးလွတ်လိုက်136 G 257ဆိုတော့လက်ကိုရွှေ့လိုက်လက်တန်းလက်ညှိုးလက်မ နှစ်ခုရပါဗျာမြေကဲအောက်တစ်ချောင်းဆင်းရအောင် CGA minor F တဲ့ CO 135ခံမယ် G သည်257ခံမယ်ပြောရတယ် A minor သည်136ခံမယ် G သည် F သည်146 C G A minor အာစားပဲပေါ့ပတ်လေလုံးမယ်ပြီးလာပြီး F A minor G A minor နဲ့ကျွန်တော်ရေးရတယ်။ F တော့ F တပါ။ Bar four six ကိုင်းတယ် A minor လက်ညှိုးဖဲလက်ကလေးဝင်136 G 257 A minor 136မနက်ကျွန်တော်ဖြည်းဖြည်းလေးကြည့်ရမယ်တံခိုး90မနိုင်တော့တံခိုး80လောက်ထားလို့ရတယ်ကိုနိုင်လောက်လေးပေါ့ပြီးအရင်ရွှေ့ရမယ်1 2ခြွေနောက်ခြွေနောက်နဲ့ပဲအရင်ကြည့်မယ်ပြီးမှ style ဖွင့်ပြီးတော့တုံးမယ်1 2 3 4 1 2 3 ဖူအဆအဆမယ်နော်အဲ့မှလေးဘေးကမယ် A ပိုင်းလား136 up love you 146 why for see ဒီရတာ G257 oxygen CF 1 2 3 4 146F wa CBF 136ဆိုတော့ A မိုင်းနာ G257 အဲရအောင်ကြဒီလက်ရှုတွေမှအောင်ကြည့်မယ်ပြီးစီးပြန်သွားမယ် G ပြန်ခိုင်းမယ် A minor ခိုင်းမယ် F ကဲနောက်ကဟာ F ပဲဆိုတော့ F ပဲထပ်နိုင်မယ်ပြီးတော့ F ပြီးတော့ A minor လာမယ်တဲ့136 G 257 A minor 136အာအဲ့အဲ့ဒီအရင်တွေပဲဖြည်းဖြည်းချင်းသွားရင်ရှာသွားမှာပါ အဲ့တော့ဒီဒီ code လေ့ကျင့်ခန်း lesson 1မှာဒါလေးနဲ့ကျွန်တော်တို့အဆင်ပြေမယ်လို့ယုံကြည်တယ်เนาะအဲ့တော့ lesson 2ဆက်သွားအောင်เนาะ